ဖြစ်နာကိုလဲလျှောက်တာမဟုတ်ဘူးအသိဉာဏ်ရဖို့လုပ်ငန်းစဉ်ကိုလဲလျှောက်လိုက်တာမဟုတ်ဘူးဒီလမ်းကြောင်းမှန်ကန်တဲ့လမ်းကြောင်းဖြစ်နိုင်တယ်အဲ့ဒီလမ်းကပြောင်းပြီးတော့ရှေ့ဆက်လျှောက်မယ်လို့အဲ့လိုစဉ်းစားလိုက်တဲ့အခါခန္ဓာကိုယ်ကကျမ်းမာရေးအနေထားအင်တာမတ်ချုပ်ရင်းပြီးပိန်ချုံးပြီးအားမရှိတဲ့အနေထားမျိုးရောက်သွားတဲ့အတွက်ကြောင့်ခန္ဓာကိုယ်အင်အားတွေပြန်ပြီးတော့စူးစိဖို့လိုအပ်လာတယ်ဒါကြောင့်မို့ အစာအာဟာရကိုနည်းနည်းတိုးပြီးတော့စားမှဖြစ်တော့မယ်လို့ဒီလမ်းကြောင်းကရှောက်မယ်ဆိုရင်အစာအာဟာရလိုအပ်တယ်ဆိုပြီးတော့အစာအာဟာရဆွမ်းခံပြီးတော့ဘုရားလောင်းစတင်ပြီးတော့ဖုံးမေးလာအဲ့လိုဖုံးမေးတဲ့အခါကျတော့အဒီပါမှာစောင့်ကြည့်ပြီးဝေယဝိဇ္ဇပြုတ်နေကြတယ်ကွန်တညာအမှုရှိတဲ့ပိဿဝဂီတွေကစိတ်ထဲမှာလိုမကြအောင် ပြင်းပြင်းထန်ထန်ကျင့်လုံးကမှထူးခြားတဲ့အသိဉာဏ်တူကိုမရတာအခုတော့လက်လျှော့သွားပြီအစာပြန်စားနေပြန်ပြီအစာပြန်စားပြီးတော့ကမ္မထအလုံးကထွက်ခွာသွားပြီလို့အထွင်လွဲသွားတဲ့အခါမှာသူတို့ဟာစိတ်ပြတ်သွားကြတယ်ညှော်လင်းချက်အာကိုတကြီးနဲ့ဖရာအောင်အနီးမှာနေခဲ့ကြတော့လေနောက်ဆုံးမှာ ပင်ပင်ပန်းပန်းကျင့်တဲ့အကျင့်လမ်းဆုံးလို့အသိဉာဏ်မရတဲ့အခါဘုရားလောင်းကလမ်းစဉ်ပြောင်းလိုက်တဲ့အချိန်မှာပင်စဝကိတွေကစိတ်ပြက်ပြီးတော့အနာနာမှမနေတော့ဘူးဥရဝေလာတောကနေပြီးတော့ဆက်ရှိယူဇနာကွာဝေးတဲ့ဘာရဏတိဘက်ထွက်သွားပြီးတော့ဣတိပတနာမှာသွားနေကြတယ်တဲ့ဆိုလိုတာကဘုရားနောက်ကနေလိုက်ပြီးတော့ တရားဥနာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဘုရားလောင်နောက်ကလိုက်ပြီးတရားဥနာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့နောက်ကနေလိုက်လာကြတဲ့ပိဿဝဂ္ဂီတွေဟာသူတို့မျှော်လင့်ချက်နဲ့မျှော်လင့်ချက်ကုံဆုံးသွားသည့်အတွက်ကြောင့်ဘုရားအလောင်းတော်နာမှာမနေကြဘဲနဲ့ဆုံးခွာသွားကြတယ်လို့ဆိုထိပ်တယ်အဲ့ဒီအချိန်မှာအလောင်းတော်လေးဟာကာယဝိဝေကလို့ခေါ်တယ်အဖော်ဘယ်သူမှမရှိဘူးသိကောင်းတယ် အဖို့မရှိဘူးဆိုရင်လက်စီထဲမှာလည်းဘယ်သူမှမမြင်ဘူးဘယ်သူစကားပြောတာမှလည်းမကြားရဘူးကိုတူဦးတဲ့ဆိုတဲ့အသည့်ဟာပို့ပြီးတော့စိတ်တည်ငြိမ်မှုကိုဖြစ်စေတယ်ကာယဝိဝေကလို့ခေါ်တယ်အဖို့မဲ့နေထိုင်ခြင်းသည်စိတ်တဝိဝေကလို့ဆိုတယ်စိတ်ရဲ့လွတ်လပ်မှုကိုဖြစ်ပေါ်စေတယ်ဒါကြောင့်မို့ကာယဝိဝေကဖြစ်လာတဲ့အခါမှာဘုရားအလောင်းတော်လေးဟာစိတ်တဝိဝေကပိုရလာပိုရလာသည့်အတွက်ကြောင့်ခန္ဓာကိုယ်အင်အားဖြစ်ခြင်းပြီးတော့ တရားတော်ဘာတွေဆက်လက်ပြီးတော့နှလုံးသွင်းနေကျင့်ကြံကြုတ်ကုပ်အထုတ်တယ်